့ကိုရေးတယ်ဆိုတော့မယုံတော့ပေါ့နော်အဲ့ဒါတွေကတော့အများဆုံးမှာကိုရေးတယ်ဆိုတော့မယုံဘူးတစ်ခါတစ်ခါကြာရင်နည်းနည်းပေါ့နော်ဟိုတချို့ဝေဖန်မှုတွေတချို့ရှိတာပေါ့နော်အသက်ရွယ်ကြောင်လည်းပါတာပေါ့နော်အသက်ကကျတော့25လောက်ပဲရှိသေးတာဆိုတော့လေကိုကို support ပေးမဲ့သူတွေရှိတယ်ကိုစာကိုအမြဲတမ်းဖတ်ပေးနေတဲ့စာဖတ်သူတွေရှိတယ်အဲ့တော့ကိုကတော့ရက်တန်ဝါလို့တော့မဖြစ်ဘူးပေါ့နော်ဟုတ်အာပြောဆိုတော့တတိယမြောက်ပေါ့နော်စာအုပ်ပေါ့အရှိမကျတော့အကိုစံတိုက်ပြင်ကျမအသက်ရေဆိုတော့ဒါကတော့တတိယမြောက်စာအုပ်လေးပါဟုတ် နည်းပွဲလေးရတော့ပြည်သူဒီ emotion ဆိုရဲခပြားစာပေါ့နော်ပြည်သူပင်ကိုရေးခပြားလေးကိုပဲပြည်သူဒီအင်္ဂလိပ်လိုပြန်ထားတယ်အင်္ဂလိပ်မြန်မာနှစ်ဘာသာပေါ့နော်ခပြားစာကိုဒီထွက်ရှိရဲပေါ့နော်တတိယမြောက်စာအုပ်ထွက်ရှိရဲပွဲလေးပေါ့နော်ဟုတ် အဓိကတော့ပြည်တော်ရင်းနေကြအတိုင်းပဲဘဝရတာတော့တေချာဘောပါတာပေါ့နော်ဘဝရတာကြီးလဲအာဒါကတော့ကြပြားတိုင်းလလမှာတော့ဘဝကြီးပါတယ်ပေါ့နော်အဲ့လိုမျိုးပဲဒီပြည်တော်တို့ဒီဝတ္ထုရေးတဲ့အခါကျတော့ဇက်ကလုံးအများကြီးတွေနဲ့ဘဝတစ်ခုကိုနည်း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 ဖော်ပြရတာပေါ့နော်ဒါပေမဲ့ကြပြားကျတော့အဲ့လိုမဟုတ်ဘူးရှင်ကြပြားကျတော့လေဇက်ကလုံးကတစ်ခါတစ်ခါဆိုလို့ရှင်ရဲ့အဲ့လို ဟို၅ချောင်းလောက်ပဲပိုင်လဲပိုင်၄ချောင်းလောက်ပဲပိုင်လဲပိုင်တယ်ဒါပေမဲ့ကိုတွေးချင်ရင်တွေးကြည့်တဲ့လောက်ပေါ့နော်အဲ့ဒီထဲမှာဘဝတွေတွေ့ရတယ်နောက်ပြီးတော့ဟို story တွေတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ပေါ်ပြရတာတကယ်ဆိုလို့ရှိရင်ကြပြားတော့နည်းနည်းလေးပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဟုတ်အာဒေဂျာဘောက်ကတော့ဒီပတ်ဝန်းကျင်ကြောင့်လဲပါတာပေါ့နော်နောက်ပြီးတော့ပြည်စုံကြတော့ဒီဆာရေးဆရာမမလို့လာတော့မသိဘူးပေါ့နော်အဲ့တော့ အပြင်ရောက်ပြီဆိုလို့ရှိရင်အဓိကလို့ဘဝတွေပဲလိုက်ကြည့်ပြနေရများတယ်မလို့လူတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်အော်လူတယောက်တွေ့ဆိုအော်တွေ့တယ်ပေါ့နော်ဒီလိုပေါ့ဒါပေမဲ့ပြေဆုံးကြတော့အဲ့လိုမဟုတ်ပဲနဲ့ကြည့်ပြီဆိုရင်အော်သူ့ဘဝဘယ်လိုဖြစ်နိုင်လောက်လဲတခါတခါကိုနဲ့မသိဘူးအဲ့လိုကားဘဝဖြစ်ဖြစ်လမ်းတွေ့လိုက်တာမျိုးဆိုရင်တော့မအဲ့လိုကိုယ့်ရဲ့အဲဒီအုံနောက်ထဲမှာလေကိုနဲ့မသိဘူးဆိုရင်တော့မသူ့ရဲ့ဇလန်းကိုခေါင်းတော့ပေါ့နေဒါတခါတခါကြာရလေအဲ့လိုလူတွေကိုတွေ့တဲ့အခါကိုစဉ်းစားမိရဲ့အဲပေါ့နော်အတွေးအမြင်လေးတွေခံစားချက်လေးကိုကိုယ်တိုင်ခံစားရ ဲ့ခံစားချက်လေးပေါ့နော်ဒါလေးတွေကိုစကလုံးလေးနဲ့စီပြီးတော့မှအလှဆင်ပြီးတော့မှရေးလိုက်တာလေးတွေကကြပြားလေးဖြစ်လာတော့ပေါ့ဟုတ်ဆရာကျော်တက်တယောက်အနေနဲ့ပြောမစွန်းတော့လူငယ်ပေါ့နော်လူငယ်တယောက်အနေနဲ့ဒီ တခါတခါပေါ့နော်လုံးမာယွန်းနေတဲ့လူကြီးတွေပုံမြင်တဲ့အမြင်ပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းထည့်ရထားပါတယ်ဒါမှမဟုတ်တခြားသူတွေဘဝတွေအကြောင်းထည့်ရထားတာလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့အမြင်ပိုင်းနဲ့ပတ်သက်လို့ရှိရင်တော့လူငယ်တယောက်အမြင်နဲ့လည်းရေးထားတယ်နောက်ပို့ကတော့ဘဝတွေကိုသုံးသပ်ကြည့်လေးရှိတဲ့လူတယောက်အနေနဲ့လည်းရေးထားတာလေးလည်းပါတာပေါ့နော်ဟုတ် အာပြောင်းဆိုတော့တတိယမြောက်ပေါ့နော်စာအုပ်ပေါ့အာရှေ့မှာကျတော့အကိုးစင်လိုက်ပြီကျမအသက်ရဆိုတော့ဒါတော့တတိယမြောက်စာအုပ်လေးပါဟုတ်ပြောင်းစာအုပ်ရဲ့စိတ်ကောင်းမှုဖြစ်ပေရရှိအာဒီတရားမြတ်ဆောင်ဝင်စိန်ခေါ်မှုဆိုလို့ရှိရင်တော့စိန်ခေါ်မှုကတော့နည်းနည်းလေးတော့ယော့သွားတာပေါ့နော်။ဘာလဲဆိုတော့အဓိကကဒီကျမအသက်တုန်းကဆိုရင် ကိုတိုက်ကကိုထုတ်တာဆိုတော့ဒီထုတ်ဝေးပိုင်းကျတော့နည်းနည်းခက်ခဲရပေါ့နော်။ပထမဦးဆုံးကြီးဆိုတော့လေအရင်နှစ်လောက်ကပေါ့။အာဒီတစ်ခါကကျတော့ဒီအရှိရကျမအသက်တုန်းက experience တွေရှိရပါကြတော့တချို့ဝေပိုင်းနေတော့နည်းနည်းလေးအဆင်ပြေသွားရပေါ့နော်ဒါပေမဲ့စိန်ကောင်းမှုအစ်စ်လို့ပြောရမယ်ဆိုရင်တော့ပြောမဆိုလို့ရှင်ပြည်ဆောင်ကခပြတခါမှမရေးဘူးပေါ့နော်အရှိမနောက်ပိုင်းပြည်ဆောင်အလဲမအဲ့လိုရုပ်ရှင်ပေါ့နော်ရိုက်တယ်ရုပ်ရှင်မရိုက်ခင်ဆက်ကြမှာကြတော့ခပြရေးပဲထောက်လျှောက်ရေးပြရေးပြတယ်ဝတ္ထုတွေလည်းရေးပြတယ်ပေါ့နော်ရေးပြသမျှအဲ့လို Facebook ပေါ်တင်ပေးရတဲ့ပိုင်းရှိပေါ့ဒီစာအုပ်ထဲမှာလည်းအဲ့လို Facebook မှာတင်ပြီးသားလည်းပါတယ်မတင်ရသေးရလည်းပါတယ်ပေါ့နော် ဆိုတော့ဒီတစ်ခါဆိုင်ခေါ်မှုကတော့ကိုရိုရဲ့ဒီ ပြီးပထမအဆုံးမဖြစ်ပြန်မိနေတူပါဘယ်တခါလဲပထမအဆုံးပင်ကိုဒါလည်းပထမအဆုံးကပြာပေါ့ငါအဲ့တော့အဲ့ဒီဟာလေးကတော့နည်းနည်းလေးစိန်ခေါ်မှုရှိပါတယ်နောက်ပြီးတော့ကပြာနဲ့ပတ်သက်ပြီးတော့လည်းပြီးတော့လေ့လာရမှာလည်းအများကြီးရှိသေးတယ်နော်ဟုတ်ဟိုပထမကတော့အဲ့လိုအတူလေးရေးတဲ့အခြေလေးရေးပေါ့နော်အဲအဲ့လိုကနေပြီးတော့စာအုပ်အနေနဲ့ဖြစ်လာတယ်ကိုကိုတိုင်းဒီထုတ်အေးပိုင်းလိုက်လုတ်ခရရလည်းပါတယ်ပေါ့နော်အဲ့တော့ပီတိရတော့တော်တော်ဖြစ်ပါတယ်ဒါကတော့စာအုပ်တအုပ်ထုတ်တိုင်းတစ်ခါပီတိဖြစ်လာပါပဲဟုတ်အပြည့်စုံကြတော့ပြည့်စုံဒီရလေးတွေကကြတော့ပင်ကို ိုရေးလေးပဲပေါ့နော်ပင်ကိုရေးကိုမှကိုယ့်ဘာကိုအင်္ဂလိပ်ကိုလေးပြန်လိုက်တာပေါ့အဓိကတော့အရှေ့ကကျွန်မအတက်မှာတော့လည်းကိုရီးယားနဲ့မြန်မာပေါ့နော်အဲ့လိုလေးပြီးတော့ဖာသာပြန်လေးအနေနဲ့ပေါ့နော်ထောက်ရတဲ့သဘောကျတယ်နောက်ပြီးတော့အဲ့လိုလေးလာနေတဲ့သူတွေအတွက်လည်းအဲ့လိုအဆင်ပြေသွားတာပေါ့နော်အဲ့လိုလေးပါပဲနောက်ပြီးတော့ဒီအင်္ဂလိပ်စာကိုလည်းပြည်စုံပြန်ခဲ့တယ်ဒါပေမဲ့ပြည်စုံတို့ဒီ staff ရဲ့ education ကဆရာထွန်းလိုက်ရနေပြီးတော့ကိုပြီးတော့မှပေါ့နော်စစ်ပေးခဲ့ပေါ့နော်ဘာလို့လဲဆိုတော့ပြည်စုံလည်းအင်္ဂလိပ်စာကိုတစ်ဖက်ကန်းခက်ကြီးမဟုတ်ဘူးလေနော်လေးလာနေစေဖြစ်တဲ့အခါကျတော့မှန်လားမှားလားဆို ော့အဲ့လိုဆရာကနေပြီးတော့ဆင်ပြေးရလေးရှိပါတယ်ဟုတ် ဟုတ်မြန်မာပြည်ပြာကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ဘလို့ရှိလဲဆိုတော့မြန်မာလိုကျတော့ကိုကကျွမ်းကျင်နေရလဲဖြစ်တဲ့အခါကျတော့အဲ့လိုမြန်မာကပြားတွေဆိုလို့ရှိရင်ကိုကတော့ရေးလိုက်တဲ့စကားလုံးအချို့ချို့ရှိရပေါ့နော်ဒါပေမဲ့အဲ့လိုအင်္ဂလိပ်လိုမှကျတော့လေတစ်ခါတစ်ခါကျရင်ပြန်တာအဓိပ္ပာယ်လေးတွေခတ်တာလေးရှိရကိုကအတူရေးလိုက်ပေမဲ့အင်္ဂလိပ်လိုမှနည်းနည်းအရှိလေးပြန်ရတာလေးရှိရပေါ့နော်အဲ့ဒါလေးကတော့နည်းနည်းခတ်ခဲ့ရလေးပါဟုတ် ဒါကတော့ကြုံရပါတယ်ဒါတော့အသက်ရွယ်ကြောင်လည်းပါတာပေါ့နော်အသက်ကကျတော့15လောက်ပဲရှိသေးတာဆိုတော့လေငယ်သေးတာကြောင်လည်းပါမယ်ရှင်ဒါပေမဲ့လေဒီပြည်သူရဲ့စာဖတ်သူတွေကိုနောက်ပြီးတော့အဲ့ဒီတခြားတော့ပေါ့နော်ဒီအဲ့တက်ကြီးပြီးပေါ့နော်အဲ့လိုအသက်ကြီးတဲ့သူတွေကိုဒီရွယ်လူတွေရောဒါမှမဟုတ်ဒီတချို့အကိုအမတွေလည်းရှိရယ်ပေါ့နော် support လုပ်ပေးကြပါတယ်ဒါပေမဲ့တခါတလေကျတော့လည်းအဲ့အသက်အရွယ်အရာပေါ့နော်အဲ့လို အနေလေးဟိုလောအဆင်မပြေရလေးတခုချိုးရရှိရပါတော့เนาะဒါပေမဲ့အဲ့ဒီဟာကြီးကိုလည်းခေါင်းနဲ့ရန်ထဲလို့တော့မရဘူးလေเนาะအဲ့တော့ကိုယ့်ကို support ပေးမဲ့သူတွေရှိတယ်ကိုယ့်စာကိုအမြဲတမ်းဖတ်ပေးနေတဲ့စာဖတ်သူတွေရှိတယ်အဲ့တော့ကိုကတော့ရက်တန်ဝါလို့တော့မဖြစ်ဘူးပေါ့เนาะဟုတ်ကိုရေးတယ်ဆိုတော့မယုံတော့ပေါ့เนาะအဲ့ဒါတွေကတော့အများဆုံးမှာကိုရေးတယ်ဆိုတော့မယုံဘူးတစ်ခါတစ်ခါကြာရင်နည်းနည်းပေါ့เนาะ ဟိုတချို့ဝေဖန်မှုတွေတွေတချို့ရှိတာပေါ့နော်ဘာလို့လဲဆိုတော့ဝတ္ထုတွေတင်တယ်ခပြားတွေတင်တယ်ပေါ့တခါတခါကျတော့တရားနဲ့တရားအမြင်မတူဘူးပေါ့နော်ပြီးတော့မြင်တဲ့အမြင်ကနေလည်းတခြားသူတွေကမမြင်တာတွေရှိတယ်အဲ့ဒီဘက်နဲ့ပတ်သက်ပြီးတော့လည်းပြောကြရတယ်လည်းရှိရပေါ့နော်ဒါကတော့ပြီးတော့လက်ခံတယ်ပေါ့နော်ဒါ အဲ့လိုပြောတာကိုလည်းပြည်ဆောင်သဘောကျတယ်ပြည်ဆောင်နောက်ပိုင်း live လေးတွေတွင်နေပေါ့နော်ညာပိုင်းဆိုရင်စောင်းတုပ်ဖတ်တယ်ဖတ်ပြီးတော့အဲ့ဒီရဲ့ပြည်ဆောင်ရဲ့ထင်မြင်ချက်ကိုပြောတယ်ပေါ့နော်အဲ့အချိန်မှာတွေ့ရတာဒီလူတယောက်နဲ့တယောက်အသက်အရွယ်အလိုက်ပေါ့နော်ဒီထင်မြင်ချက်တွေကွာတယ်ဆိုတော့ပြည်ဆောင်တွေ့လိုက်ရတယ်ပြည်ဆောင်ကတော့အဲ့လိုထင်မြင်ချက်ကွာနေရလေးကိုပြည်ဆောင်သဘောကျရအောင်နော်ဘာလို့ဆိုတော့အော်သူထင်တာလေးကဒီလိုငါထင်တာလေးကလေတော့ဒီလိုဘသူကတော့ပုံမှန်တိုင်းလောက်လေဘာကြောင့်ထင်ရတာလဲဒါလူမျိုးလေးတွေးနေရတာလေးသဘောကျရပါဟုတ် ဟုတ်ပြည်တော်ကအဓိကတွေစာပေလောကတွေမှာပဲနေနေမှာပါပြည်တော်စာပေအမျိုးအစားတွေပေါ့နော်ပြည်တော်လေးလာနေရလေးတွေလည်းရှိတယ်နောက်ပေါ်ဆက်ပြီးရေးနေတာလေးတွေဘာသာပြန်သွားမဲ့ဟာလေးတွေလည်းရှိနေပါတယ်ဟုတ် ဟုတ်ကဲ့ပြီးဆုံးခုကကြတော့ခုတစ်ခါကကြဒီ emotion ဆိုတဲ့ကပြစာအုပ်ပေါ့နော်ဒီအင်္ဂလိပ်မြန်မာကပြစာအုပ်လေးထွက်ထားတာပါဆိုတော့နောက်လဲနောက်ထပ်စာအုပ်လေးထွက်ပြုံပါပါအဲ့တော့ပြီးဆုံးကိုအခုလိုမျိုးပေါ့နော်ပြီးဆုံးရဲ့စာတွေကိုစိတ်ဝင်စားဖတ်ပြီးတလို့မျိုးနောက်လို့ရှင်နောက်ကြလို့ရှင်လဲပေါ့နော်ပြီးဆုံးကိုဟိုဟိုပေါ့အားပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်နောက်ပြီးတော့နောက်ပိုင်းလဲစောင့်ကြည့်ပြီးနေပါအောင်ဟုတ်